ရှိရကျွန်တော်အဲ့လိုငယ်တော့အဲ့လိုင်းအရင်ယူပါလေအဲ့လိုတော်တော်ယူတဲ့အဲ့လိုတက်ကတူပထမနဲ့လောက်ဒီအဲ့လိုမျိုးဒီ Saudi ဖက်အဲ့လိုကျန်းနေပါလိုက်လိုက်မျိုးဘေးဒင်းလိုင်းတော့မဟုတ်ကျွန်တော်ကြိုက်တာအဲ့လိုမျိုးဆိုတော့ဖဲဘောက်လိုင်းတော့အဲ့လိုမျိုးသဘောသဘောကျတယ်ကျွန်တော်စိတ်ယုံကြီးလဲသွားပြီးတော့အဲ့မှာသူဘာလဲရင်ခွဲုံထားတဲ့ဟန်ညာရှိတယ်ဒီအဲ့ဂျဲကိုသွားပြီးတော့ပရင်းမောက်တွေကိုဂျဲနဲ့သွားပေါက်ပြီးတော့ကျွန်တော်လည်းအဲ့လိုဝိဉ္ဇဉ်ကျေဝိဉ္ဇဉ်ဖတ်လာပြန်ဘရီးကောက်စိတ်ပြောနောက်ရကြမဟုတ်တော့ဘူး ိရကျွန်တော်အဲ့လိုငငယ်တော့အဲ့လိုင်းအရင်ယူပါလေအဲ့လိုတော်ယူတဲ့အဲ့လိုတက်ကတူပထမနဲ့လောက်ဒီအဲ့လိုမျိုးလို့စာအုပ်တွေဖတ်ရလို့ကျမ်းတွေပါလိုက်လိုက်ပြီးတော့ဘာမှလည်းမဖြစ်တော့တာပါအဲ့လိုလက်လျှော်လိုက်တာအဲ့လိုကိုယ်တိုင်အဲ့လိုရှင်ဒီဒင်းစရာတွေပါလုပ်ဖို့အဲ့ကျွန်တော်ကအဲ့လိုအဲ့လိုမျိုးဟိုဘယ်တော့မှဘေးဒင်းလိုင်းတော့မဟုတ်ကျွန်တော်ကြိုက်တာအဲ့လိုမျိုးဘယ်လိုဖဲပေါက်လိုင်းတော့အဲ့လိုမျိုးသဘောသဘောကျတယ်အဲ့လိုကျွန်တော်ကြည့်ရအောင် အဲရုံးကြည့်ပါလေဟုတ်မရှိဘူးမှကျွန်တော်ဘာမှမဖြစ်တော့ဘူးဆိုတော့လေဘလင်းလိုင်းတောင်ပညာဘလိုမျိုးလေးတိထားမိတာအဲအဲ့လိုမျိုးပေါ့နော် maybe ဘလီးလိုင်းရှိရဲနောက်ကိုထိုးတဲ့လိုင်းတွေရှိရဲအဲ့အမျိုးတွေတော့လေးလာမိပါလေအဲ့ကိုကဘာလို့လဲဘာမှမဖြစ်ဘူးကိုလေကျွန်တော်ရလေအဲ့လိုမျိုးကြီးဘယ်လိုပြောမလဲဆရာအရှင်မသွားပြီးအဲ့လိုစီးပူးတာမျိုးမဟုတ်ကိုကကိုလေအိမ်မှာဟိုဟိုစောက်လေးဝယ်ပြီးဖတ်ကြည့်လိုက်လိုက်လုပ်ကြည့်လိုက်ဟိုဂျာနယ်ထဲကဖတ်လိုက်အဲ့လိုမျိုးပါဟုတ်မတတ်တော့ဘူး ဒါပေမဲ့အခုစိတ်လူသားလမ်းကြောင်းလည်းထူးခြားမှာပေါ့ဆွဲရပောက်ကဖြစ်နေတာပေါ့အဲ့အဲ့လိုပဲကျွန်တော်မြန်မာလူပြောနေထွက်ရပါတော့အဓိကကျွန်တော်အဲ့လို spiritual world အဲ့လိုစိတ်ဝင်စားတာပါအဲ့ဘာကြောင့်ဖြစ်လဲလို့ပြောလို့ရဘာကြောင့်ဖြစ်လဲဆိုတော့လေအဲကျွန်တော်တို့အခုကဒီကောင်တချို့ကကြတော့လေ maybe ဒီဘက်အဲ့လို spiritual world ရှိရဆိုတော့မယုံဘူးပါတော့ဒါပေမဲ့ကျွန်တော်တော့အဲယုံကြည်တဲ့အထဲမှာပါတယ်ပေါ့ ဲ့တော့လိုက်ချပြရပါဘူးကျွန်တော်မြင်တာကတော့လေဟိုကျွန်တော်တို့ဒီနိုင်ငံမှာပေါ့နော်နိုင်ငံမှာကျတော့အဲ့ဘက်ဟို Future War နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်ဟိုကြကြလက်ကြရှင်းပြနိုင်တဲ့လူပါလို့ရှိသေးတယ်ဆိုတဲ့အတွက်ဟိုလူငယ်ဆိုတော့ကျွန်တော်ငယ်ရောလည်းလိုပဲပေါ့နော်ဟိုကိုယ်ဟိုကြကြလက်ကြမပြောနိုင်ဘူးလို့ပြောမယုံဘူးလေအဲ့လိုထားမျိုးပေါ့ ုလူငယ်တွေကကြောက်ပို့ပြီးတော့ maybe ဟို educate လည်းပို့ဖြစ်လာတယ်။ style လည်းအများကြီးပို့ဖြစ်လာတဲ့အတွက်သူတို့ရကြလက်ကြပြန်ပြီးတော့ color ပြန်ပြီးပြောနိုင်သူတို့ဘာမှလက်ခံအောင်မဟုတ်ဘူးတော့ကျွန်တော်အဲ့လိုလေကြောက်ပြောလေသူတို့ကတော့ဟိုကောက်ရုံကြီးလိုဖြစ်နေတယ်လေခဏပဲတောက်လိုက်ပြီးပြန်ညင်းသွားပြီးတော့အဲ့လိုကျွန်တော်လေအဲ့လိုဝင်းဝင်းချင်းချင်းဝင်းပြီးဖွက်လာပြန်ဘီးကောက်စိတ်ပြောနောက်ပြန်ကြမဟုတ်တော့ဘူးအဲ့လိုပြောလာအဲ့ချက်တော့အဲ့လိုပါတယ်တော့လေပြန်ယူနေပြီလားပြောလား တို့လေးများလည်းပါဆိုတော့နောက်တော့လားညမောင်ယူလိုက်လားအဲမတော့အောင်အဲ့တော့ကျွန်တော်ငယ်လေးငယ်သေးတာလို့အဲ့လိုစူးစမ်းတဲ့အရွယ်ဖြစ်နေရောလို့အဲ့ဒါဘာမှမပြောလွတ်ထားပြီလားအဲ့ဒါကဘောကတက်ပြလို့ရှိသွားတယ်ကျွန်တော်ဝါဝဲရှိရုံပဲစားပြီးတော့ဝါသနာပါဒီ73အလောက်ပါစားတကယ်ကဆိုတော့ပြမလိုက်အိတ်ကရောက်ဘူးလားဟုတ်ကဲ့ပါ ဲ့လိုတော့ဟိုအဲ့ train မှာ only ပဲတော့မဟုတ်ဘူးလားကျွန်တော်မြန်မာလိုပြောလိုက်ရင်တော့အဲ့အဲ့ line ပေါ့ကျွန်တော်အဓိကတော့အဲ့လို spiritual world ကိုသဘောကျအောင် အဲ့လိုမဟုတ်ဥပမာထားပါတော့အခုကျွန်တော်တို့လူတွေဆိုလို့ရှိရင် physical အဲ body ရှိတယ်အဲအဲထဲမှာစိတ်ရှိတယ် cobalt spiritual world က body မရှိဘူး maybe soul တွေရှိတယ်အဲ့လိုမျိုးစိတ်တွေရှိရောစိတ်ဆိုတာဘယ်လိုဘာလို့ပြောလို့မရမလဲမသိဘူးဗျာအဲ့လိုမျိုးထားမျိုးအဲ့လိုမျိုးငယ်ရောတော့လောက်ကူတော့တကယ်ကြီးချောက်ပြီးတော့အဲ့ဒီဟိုဘာလဲကျွန်တော်စိတ်ယုံကြီးနဲ့သွားပြီးတော့အဲ့မှာဘာလဲရင်ခွဲယုံထားတဲ့ဟာညာရှိတယ်အဲ့ဒီကျေသွားပြီးတော့ ပရင်းမောက်တွေခင်းနေတော့ပေါက်ပြီးတော့ဘာမှလည်းမဟုတ်တော့သူတကားလေးတိုက်ပြီးလှုပ်တော့အုပ်လိုက်ပြေးကြကြောက်တယ်တတိယတော့ကောင်းတယ်အဲ့တော့တုံ့တန်တွေပါတော့ကြောက်တယ်ဟာမတော့ဘူးကြောက်တယ်ကျွန်တော်တော့အခုတော့ဘားလေးဆိုပါတယ်နောက်ပြီးချင်းတိကတော့မေမီနောက်လာတော့ထားနိုင်အောင်ကြိုးစားနေပါလိမ့်မယ်ဟုတ်အဆရာပွဲကတော့ကျွန်တော်တို့ဒီဟာမင်းပွဲစီစဉ်ရဲ့အနည်းမှဟိုဝင်းနေလေးတစ်ခုဆိုပေးပါဆိုလို့လာဆိုတာပါအဲ့တော့ဒီရောက်တော့မှတည်ရပါဟုတ်တော့